မင်္ဂလာညချမ်းပါရှင်။နေပြီးတော့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြီးတော့မှ30နှစ်ဒီဂရီဆဲစီယာ90ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ33ဒီဂရီဆဲစီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆဲစီယပ်63ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။အပူပိုင်းမုန်တိုင်းမတ်မူအခြေအနေတည်ရင် ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားကြများအရာ VN နိုင်ငံမြောက်ပိုင်းဒေသများကိုဖြတ်ကျော်ခဲ့တဲ့အပူပိုင်းမုံတိုင်းမတ်မူဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါအပူပိုင်းမုံတိုင်းမတ်မူဟာအနောက်ဘက်သို့ရွေ့လျားနိုင်ပြီး VN နိုင်ငံနဲ့တရုတ်နိုင်ငံတောင်ပိုင်း၊ယူနန်ပြည်နယ်နယ်စပ်ဒေသတို့မှာဒီကနေ့ညပိုင်းမှာကုန်းနှင်းမုံတိုင်းငယ်အဖြစ်အာရော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်း၊ယူနန်ပြည်နယ်ကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုလူမှာဖမ်းယူရရှိတဲ့ပုံအရကပလီပင်လယ်မြေမှာတိမ်နှဲငယ်မှာတိမ်အင်းတင်းဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်မှာတိမ်အင်းတင်းမှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်အရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လေးရရှိပြီး အဆိုပါမိုးနေတော်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းပြရစီလက်ချင်းနဲ့မူတည်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းနေသားကြီးနဲ့ပြည်내များမှာတိမ်အသင်အတင်မှာတိမ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းငယ်မှအသင်တင်ရှိနေပါတယ်။ မြမပင်လေးပြမလှိုင်းတင်းတင်းရှိပါမယ်လှိုင်းမြမမြမကံယူတဲ့တျှောက်နဲ့ကမ်းလွန်ပင်လေးပြတို့မှာ6ပေမှ10ပေခန်းရှိနိုင်ပါတယ်မနှက်ပြန်မွန်းတဲ့ချိန်အထိခက်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြောင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ ။ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းအင်အားပြည်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မောင်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆဲစီယံ60ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ်ဆုံးအပူချိန်မှာ23ဒီဂရီဆဲစီယံ83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆဲစီယံ67ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ်ဆုံးအပူချိန်မှာ25ဒီဂရီဆဲစီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြပါလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆဲစီယံ65ဒီဂရီဖာရန်ဟိုက်နဲ့အနှိမ်ဆုံးအပူချိန်မှာ24ဒီဂရီဆဲစီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မှာမိုးပိုလာနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။